က်ချီပြီးတော့လေးတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါကိုလည်းအမအူဝဲကမျက်နှာတစ်ချက်မပြတ်ပဲနဲ့သူရအောင်ခြုံသွားတယ်အဲ့လိုမျိုးကြောင့်မလို့လဲဒါကြောင်ညာခင်ခင်နာနာနဲ့ထွက်လာတာပေါ့နော်ဒါကတော့တကယ်ကိုရွှေမိုးဝင်မိုးဆိုရဲအသိနမိတ်အတိုင်းပေါ့နော်ရွှေမိုးကျဲပေးတာပါလူတိုင်းကိုလည်းမျက်စိရှင်မှာရွှေမိုးတွေမြင်ရတယ်ဆိုကိုယ်စီရွှေတွေရောက်လာသလိုပဲအဲ့လိုခံစားရအောင်လို့ရွှေမိုးဝင်မိုးကျဲပြတာပါဆိုင်ခွဲနံပါတ်ကတော့၄ပေါ့နော်အဲဆိုင်ခွဲ တင်းနှစ်ကတော့မန်လေးမြို့မှာပေါ့နော်အဲမန်လေးမြို့မှာရှိပြီးတော့သုံးကတော့ဒါမရယာမှာပေါ့နော်အခုဒါလေးကတော့အုံကျော်မှာပေါ့အဲအဲ့လို င်ပွဲရတော့ပေါ့လေပထမတော့ဆိုင်ဝဲဖွင့်ဖို့အစီအစဉ်မရှိဘူးပေါ့နော်ကျွန်ညာရိုက်နေရင်လည်းဆိုင်ဝဲဖွင့်လိုက်မယ်ဆိုပြောခါကြတော့ဖွင့်ပြသွားတာပါရှင်ဝင်ဆောင်မှုတွေကတော့ပြောမယ်ဆိုရင်တော့အများကြီးပေါ့လေနော်အိုက်ဒီယာနေပြီးတော့ပြောမယ်ဆိုတော့ကိုကြိုက်တဲ့ပစ္စည်းဒီဇိုင်းကိုအော်လာမှာပြီးတော့စိတ်တိုင်းကြလက်ခံပေးတယ်ရွှေရွှေသေးကောင်းမွန်ရမယ်လက်ရလည်းလုံးဝစမ်းသစ်တီထွင်ရမယ်အယောရလက်ခလည်းလုံးဝအမှန်ကန်စေရမယ်ပေါ့နော်အဲ့လိုဝင်ဆောင်မှုတွေနဲ့တွဲတွဲစွာကြိုးစိုးနေပါတယ်လို့ ကောင်းချင်းမင်္ဂလာဖြာဖြာနဲ့ပြည့်စုံတဲ့ဝိပူးစင်ချူနာဆိုင်လေးဆိုင်မြောက်ဖြစ်ပါသောအုံးကျော်စိုက်တဲ့မင်္ဂလာကြီးအားဖွင့်လှစ်မယ်မင်္ဂလာအချိန်အခါပဲဖြစ်ပါလေခင်ဗျာဝိပူးစင်ချူနာဆိုင်မိသားစုပါဆိုရင်နှစ်ပေါင်း25နှစ်ကျော်တိုင်အောင်ယေတနာလောကမှာခိုင်ခိုင်မာမာရည်တည်နိုင်တဲ့မင်္ဂလာရှိလာပါသောယေတနာဆိုင်ကြီးပဲဖြစ်ပါလေဝိပူးစင်ချူယေတနာ အောင်ကျော်ဆိုင်သည့်မင်္ဂလာကြီးအားဖိန်ချိုးဖြဲ့၍အောင်မြင်စွာဆက်တင်ဖွင့်လှစ်ပါကြချိန်ညာအပ်ပါれခမညာအောင်ချွာကြတော့မင်းလေးနဲ့ဝေးလာဆိုလဲမဝေးနီးလာဆိုလဲမနီးဘူးပေါ့နော်အဲပြီးတော့ဒီညာလူလဲစီတယ်ဟို ြောနေမြေလဲဘလို့ကြည်ရတာရွာသူရသားတွေကလည်းအဲ့လိုရင်းနှီးဖို့ကောင်းနေပေါ့နော်အဲ့နဲ့ဒီနေရာလေးကိုသဘောကျလို့ဆိုပြီးတော့ရွေးပြီးဖွင့်ခဲ့ဖြစ်တာပါအဓိကကတော့အကျွန်တော်တို့ရဲ့မှန်ကန်မှုကြောင့်ပါကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ပစ္စည်းတွေကိုမမှန်ကန်ကန်နဲ့လုပ်တယ်အရေးသွေးပိုင်း လက်ရပိုင်းကအစတည်တည်ချာချာလေးကျွန်တော်တို့စီးစစ်ပြီးတော့ခါကြမှာကျွန်တော်တို့ကောင်တာတွေကိုပစ္စည်းတွေထည့်ပါတယ်ဒီလိုမျိုးနဲ့ပဲကျွန်တော်တို့တည်တည်ချာချာမှန်မှန်ကန်ကန်နဲ့လုပ်ပြီး customer တယောက်တူတယောက်ချေးစီပေါ်ကျွန်တော်စေတနာထားပြီးတော့လုပ်ပေးခဲ့လို့ကျွန်တော်ဒီချိန်ကြီးရည်တည်နိုင်တာပါရှင် customer ရဲ့ကျေးဇူးကြောင့်ပါရွှေဝတ်တဲ့လူတွေကိုပေါ့နော်အဓိကပြချင်တာပါရွှေစွာအများကြီးဝတ်တိုင်းလဲမအောပါဘူးပေါ့နော်အကိုရဲ့စိတ်ကြိုက်အခုကျွန်တော်မြန်မာလူမျိုးတွေဆိုတရားတရားအရန်ထက်တန်ကြတယ်အလူတွေလဲလုံးကြတယ်အများစွာအလူလုံးတဲ့အချိန်မှာ ဘာဝေးရမလဲမသိဘူးဆိုတာကိုဖြစ်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်အဲ့ idea လေးကိုရပြီးတော့ခါကြတော့လဲဒီလိုရိုက်ဖြစ်ခဲ့တာပါချီပြီးတော့လေးတာပေါ့เนาะဟုတ်ကဲ့ အမ်အဲ့လိုငိုကြအောင် အမအဲ့ဒါကိုလည်းအမဥွယ်ကညနာတချံမပြတ်ဘဲနဲ့သူရအောင်ခြုံသွားတယ်အဲ့လိုငိုကြောင်မလို့လေဒါကြောင့်ညာခင်ခန်းနာနာနဲ့ထွက်လာတာပေါ့နော်ဒါကတော့တကယ်ကိုရွှေမိုးဝင်မိုးဆိုရဲအသိနမိတ်အတိုင်းပေါ့နော်ရွှေမိုးကျဲပေးတာပါလူတိုင်းကိုလည်းမျက်စိရှင်းမှာရွှေမိုးတွေမြင်ရတယ်ဆိုကိုယ့်စီရွှေတွေရောက်လာသလိုပဲအဲ့လိုခံစားရအောင်လို့ရွှေမိုးဝင်မိုးကျဲပြတာပါဝေးဖူးပါဝေးဖူးပါဝေးဖူးစေတဲ့ ုံးမှဝယ်လို့ရပါတယ်ရှင်အကုန်လုံးပြသထားပါတယ်ဟုတ်ကဲ့ဟုတ်ညညမှာအဓိကပေးချင်တဲ့ message ကပွန်တော့အဲကိုကဖះမှာကက်တဲ့အချိန်ကြရင်လဲရွှေသင်္ကန်းတို့ရွှေရည်စက်ချခွက်တို့အဲ့လိုမျိုးညနေကက်ချင်လဲရတယ်အမျိုးမျိုးရွှေကို customize လုပ်ပြီးတော့အဲလုပ်လို့ရတယ်အဓိကတော့ကိုယ့်ရဲ့ကြည်ညိုမှုအားကိုရွှေနဲ့ပြချင်လဲရ အဲ့လိုစိတ်ချပုံမလို့ပြီးရင်ရွှေကိုကတ်ထားလို့လဲဖရာမာသာလက်လာပါကောင်းလဲဆိုပြောခါကြတော့ကျွန်တော်တို့ရာယုံကြည်ထားကြတာဆိုတော့ရွှေနဲ့လဲသူတို့သင်ကန်းလေးကတ်လို့ရပါတယ်ဆိုပြောခါကြတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာပါအဲ့အစင်အမြဲတမ်းကျွန်တော်တို့ဟိုမှတ်မှတ်ကန်ကန်နဲ့နောက်ရှောက်လုပ်ခဲ့ပါတယ်ရွှေရေဆိုလဲပြည့်နေချောင်းကိုလဲအာမခံပါတယ် အဲကြောင့်ရောင်းမလို့ရွှေဆိုတာလည်းပုံရင်စုထားပြီးတော့ခါကြလူရဲချိန်မှာလည်းအချိန်မေးပြန်ရောင်းလို့ရတဲ့အရာပါအားကြောင့်မလို့အားလုံးအနေနဲ့စိချလက်ချဝယ်လို့လည်းရသလိုလိုတဲ့ချိန်မှာလည်းအချိန်မေးပြန်ရောင်းခိုင်းပါလိမ့်ရှင်အဲမို့အားပေးရတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်ပြည်လင်းလေးကတော့အရန်ကိုမှပြောပါတယ် ညီမလေးရဲ့ရှေ့ရစူးစမ်းမှုတွေပေါ့နော်အဲ့ဒါတွေကဟိုရလတ်ထွက်တဲ့အတွက်ကိုလည်းပြင်ပန်းရရင်ပဲပြင်ပန်းရညူနဲ့တယ်ပေါ့နော်အဲ့တော့ညီမလေးရှေ့ရစူးစမ်းသလိုကိုကလည်းနောက်ကနေပြီးတော့စူးစမ်းရအောင်မယ်လို့ပနီလာအောင်ပါวะအခါကျရင် အဲလာမယ့်လူတွေရော surprise ပေါ့နော်လောလောဆယ်ရော surprise ပေါ့နော်တေချာလေးစီစဉ်နေပါတယ်အရင်ကြရင်လည်းအဲစောင့်ပြီးတော့ကြည့်ပေးပါဦးလို့ page မှာလည်းကြော်ညာပေးသွားပါမယ်ရှင်ဒီလိုမဟုတ်ဘူးပြောလာပါ surprise ဆိုတော့မပြောပြတော့ဘူးဝင်းဘူးကတော့တင်ထောင်သူကတော့ ပပဦးတင်မလည်းနဲ့မမဆောင်နူးနူးဝဲမှာအဲမမကတော့ဒါဝင်းစိန်ရဲ့သမီးပေါ့ပြစ်စားမမြောက်သမီးပါအဲသူတို့ကနေပြောမှအိမ်တော်ကြားရခါကျတော့ဝင်းဖို့တတ်တတ်ခွဲပြီးတော့တီထောင်ခဲ့တာပါအဲ့ရနေပြောမှအခုလက်ရှိပေါ်တော့ကျွန်တော်လည်းတဖြည်းဖြည်းနဲ့ဆိုင်မှာဝင်ပြီးတော့ဦးစီးနေပါတယ်အဲ့လိုတဆင့်တဆင့်ကျွန်တော်တို့ generation သူ generation မျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းလာရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ပညာတွေကျွန်တော်တို့ရဲ့အရေးချင်းတွေမှန်ကန်မှုတွေကလည်းလုံးဝရော့မသွားပါဘူး ကတော့လေးပေါ့နော်အဲဆိုင်ခွဲတင်းနှစ်ကတော့မန်လေးမြို့မှာပေါ့နော်အဲမန်လေးမြို့မှာရှိပြီးတော့သုံးကတော့ဒါမရယာမှာပေါ့နော် အခုဒါလေးကတော့အုံကျော်မှာပေါ့အဲအဲ့လိုလိမ့်စာလေးကတော့ဒါမန်လေးပြင်းဦးလင်အတက်လန်းပေါ့အုံကျော်အတက်လန်းပေါ့နော်အဲအုံကျော်အားထားကအကြောင်းအနီးပါ ရှိပါတယ်